ဘောဘေးနာပဲဆိုတော့ဒီဘောနဲ့တူတူပါမလားတော့ဝမ်းနေတယ်သူအသက်ရှင်သွားလို့တော်သေးပါဗောဆိုတော့အဲ့ဒီစကားကြတော့ပုံမှန်ဆက်စားလိုက်ရင်ပုံမှန်ပဲပြောလိုက်တာမျိုးဖြစ်ပေမဲ့တကယ်အသက်ရှင်လည်းထွက်လာတဲ့သူမှကြတော့သူချရတဲ့သူတွေကဒီထဲမှာပါသွားတယ်ဟိုတဲတဲ့တဲနဲ့ပဲနေရှင်တော့တယ်တိုက်တယ်နဲ့လုံးဝမနေရှင်တော့နောက် trauma တစ်ခုနေနေဆိုရင်ဟိုမှာ control မနေ့ကမှကြောက်လာတယ်။အိတ်နေနဲ့ငလင်လှုပ်နေရလို့ကိုခံစားနေရတာမျိုးတကယ်တော့လှုပ်တာတော့မဟုတ်ဘူး။ဒါပေမဲ့ကိုစိတ်ထဲမှာအကြမ်းမြင်နေဗီဒင်ဆီယမရရဟောလိုက်တဲ့ဘာတွေကထပ်ဖြစ်တော့မှာတို့ဆိုရဲအားတွေကိုဖတ်ပြီးတော့အားလုံးကဒီ negative energy တွေကို transference လုပ်တယ်လို့ဖြစ်လာတယ်ပေါ့နော်။ဆိုရင်တော့ကာရဲစိတ်ကကြမလာဘူး။ဆိုရင်စိတ်ကပို့ပြီးတော့ကြီးလာတယ် အရင်ဆုံးမှပြောပြပေးချင်တာဒီငလင်တန်တဲ့နဲ့ပြည်သူတွေအတွက်ကိုဆိုရင်အရေးတကြီးမော်လုပ်ပေးရမယ့်အရာလေးတစ်ခုကတော့ဒီ psychological facts x ဆိုရဲဒီစိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြည်သူချင်းဆိုရဲအရာလေးကိုလုပ်ပေးတဲ့နယ်ပေါ့နော်ဆိုတော့ဒီအရာကဟိုကျွမ်းကျင်တဲ့တက်ပညာရှင်တွေဟို profession တွေမှဟိုလုပ်ပေးရတဲ့အရာမဟုတ်ဘူးအမားတို့ဒီပြည်သူကနေပြည်သူအချင်းချင်းပေါ့နော်နောက်ဆုံးအခုသွားလုပ်ပြီးတော့ဟိုကုညီနေတဲ့ volunteer တွေကတော့မှပဲလေဒီ psychological facts ကိုဒါ လုတ်ပေးလို့ရတယ်ပေါ့နော်ငါဒီတိုင်းပဲတည်သွားတော့မှလာဆိုရယ်စိတ်ကြီးတယ်နဲ့ဒါသူတို့နေပေါင်းရက်ပေါင်းများစွာပြင်ပြီးခဲ့တဲ့သူတွေရှိရပေါ့နော်ဆိုတော့ဒီလူတွေအတွက်ဆိုလို့ရှိရင်ပထမအဆုံးစိတ်ဟိုစိတ်ပန်းဆိုင်ရာ niche တစ်ခုကပါလဲဆိုတော့စိတ်လုံးကြုံမှုဆိုတော့အဲ့ဒီအနေနဲ့ရင်သုံးမတော့ကဲထုတ်လာပြီးသွားပြီးဆိုလို့ရှိရင်ပထမအဆုံးအမတို့လုတ်ပေးရမယ့်ရာသူစိတ်လုံးကြုံသွားပြီးဆိုတော့ခံစားမှုလေးကိုသူရဖို့လိုတာပေါ့နော်အဲ့ခါကျတော့မဟုတ်လို့အဲ့ဒီအချိန်မှာဆိုလို့ရှိရင်အမတို့ကပြောပြရမှလေးရကြတော့ဟို လုံခြုံသွားပြီနော်ဘေးကင်းသွားပြီနော်ဘာမှမကြောက်နဲ့တက်ရှင်သွားပြီနော်ဆိုတာမျိုးလေးနဲ့စပြီးတော့ပြောပြလိုက်တာလေဒါ PFA ပဲစိတ်လုံခြုံနေဆိုရခံစားမှုလေးကိုအဓိကသူရပါဖို့လိုတယ်ပြီးတော့လို့ရှင်ဒုတိယအချက်အနေနဲ့ကသူစိတ်ငြိမ်သွားဖို့စိတ်ငြိမ်သွားဖို့ကြာတော့လေလေအမတို့ကဟိုဒီကာလမှာဒီလိုမျိုးပေါ့နော်ဒီတို့တွေကိုအတင်းလှုပ်ယူရတယ်ဘာမှမလုပ်ဘူးပေါ့နော်အော်ဥပမာဖြင့်သူတို့စိတ်ငြိမ်သွားတဲ့ဘို့အတွက်အဓိကဖြစ်တော့သူတို့ငိုချင်နေရလား ဟုတ်ပါလိမ့်စေသူတို့ကအရင်ပြောကျင်နေလားအပြောပါစေသူတို့ရင်ဖွင့်ကျင်နေဆိုရင်လည်းရင်ဖွင့်ကိုင်းသူတို့ကဟိုစားဖို့တောက်ဖို့ချက်ချင်းအဆင်မပြေသေးဘူးကိုကတော့စိတ်ပူပူပြီးတော့အစားလေးဝင်စီကျင်နေပေါ့နော်ဒါပေမဲ့အဲ့ဒီအခြေအနေမျိုးသေးဆိုရင်အရင်ဆုံးရေလေးတော့ဝင်အောင်တိုက်လိုက်အော်ရေလေးတော့တောက်လိုက်ပါအောင်စိတ်ငြိမ်သွားအောင်ဆိုတော့မြင်နေရေလေးတောက်ပွန်းသူငြိမ်ပြီးတော့ထိုင်နေချိန်မှာသူဘာလုပ်ချင်လဲသူ့ဘေးနားမှာကိုကနေပြီးတော့သူ့လိုရာလေးကိုကိုညိပေးရဲဆိုတော့ ready ရှိတယ်ဆိုတော့အနေထားလေးနဲ့ပဲသူ့ကိုခဏလေးစောင့်ကြည့်ပေးတာလေသူတို့ဒီအနေနဲ့စိတ်ထဲမှာခုနကပြောရဲစိတ်ဖြစ်တယ်နောက်တစ်ခါသူတို့စိတ်ငြိမ်ဖို့အတွက်လည်းအကူအညီရတယ်နောက်တစ်ခါအဲ့လိုဖြစ်ထားတဲ့သူတွေအတွက်ကဘေးနားမှာတယောက်ယောက်ရှိနေတယ်ဆိုရင်လေဟိုစိတ်ခွန်အားရှိတယ်နောက်တစ်ခုရှိတာခုနကပြောသလိုပေါ့နော်ပေးမိတဲ့အခါမျိုးမှာတယောက်တည်းပေးမိကောင်းပေးမိနိုင်မယ်။သို့မဟုတ်အနားမှာလူရှိပေမယ့်အနားကလူတွေက ဆုံးမသွားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်သူတယောက်တည်းသက်ရှင်နေမယ်မိနားမှာရှိရတူရဲ့ခုနကဓာတ်ပေါ်လေးဖြစ်နိုင်တဲ့အခါမှာအပြင်ပြန်ထွက်လာတဲ့အချိန်မှာစိတ်တည်ခုနကပြောလို့ပေါ့နော်ဟို insecurity တွေပြည့်နှက်နေမယ်ကြောင်းရွံ့မှုတွေပြည့်နှက်နေမယ်ဆိုတဲ့အချိန်မှာအပြင်ရောက်လာတဲ့အခါမှာသူတယောက်တည်းမဟုတ်ဘူးဆိုရဲခံစားချက်ဘေးနားမှာတို့တွေလည်းအတူတူရှိရဲပေါ့နော်။ဒါကြောင့်ပါဆိုသူထွက်လာတဲ့အချိန်မှာမိသားစုဝင်ထားမှုဆွေမျိုးရတာအပြင်မှာတစ်ခေါက်ရှိနေတယ်ဆိုလို့ရှိရင်လည်းကိုယ်စိတ်ကွာပဲအနေနဲ့တို့တွေအတူတူရှိရဲနော်။ တူတူဒါလေးကိုကြော်ဖြတ်ကြမယ်အဲ့တော့အမငင်နဲ့တူတူရင်ဆိုင်ကြမယ်ဒါမျိုးစကားတွေကိုပဲအမတို့ကပြောတင်တာပေါ့နော်ဒီစကားမျိုးပဲပြောတင်တယ်အဲမပြောတင်တာကြတော့ဟောအသက်ရှင်သွားလို့တော်သေးတာပေါ့ဆိုတော့အဲ့ဒီစကားကြတော့ပုံမှန်စဉ်းစားလိုက်ရင်ပုံမှန်ပဲပြောလိုက်တာမျိုးဖြစ်ပေမဲ့တကယ်တမ်းအသက်ရှင်လဲထွက်လာတဲ့သူမှကြတော့သူချရတဲ့သူတွေကဒီထဲမှာပါသွားတယ်သူတယောက်တည်းကြံခဲ့တာအဲ့တော့ तू က သူတကယ်ထွက်လာနိုင်တဲ့အချိန်မှာအောင်သူတခါလင်ချမ်းအဲ့လိုသူကန်ကောင်းနေလို့သူမတွေးမိနေဘူးချက်ချင်းဘလို့ဖြစ်သွားလဲဆိုတော့အချိန်မှာကျတော့ငါတယောက်တည်းကြီးတက်ရှင်ရတယ်ငါဘာလို့ဖို့ငါကြံနေခဲ့ရလဲအပြင်ရောက်လာတဲ့အခါကျတော့ခန်းစားမှုကနောက်ထပ်ထပ်ဖြစ်သွားကြပြန်အောင်ငါတည်သွားရမှာဆိုတဲ့ပုံစံနဲ့အဲ့တော့ hope ဒီပျောက်သွားပါတော့မျောလင်းချက်မဲ့သွားတာမျိုးဖြစ်သွားတဲ့အခါမှာအဲ့တော့အမောကထွက်လာတဲ့သူတွေကိုပြောတဲ့စကားတွေကလည်းသတိထားရမှာပေါ့နော်။နောက်ပြီးတော့မငုံနဲ့မငုံနဲ့ဆိုတာမျိုးလည်းအမောတို့တွားပြီးတော့တားလို့မရပါဘူး။ ဒီကာလမှာခုနအမပြောသလိုပဲငိုခြင်းလဲငိုချပါစေသူရင်ဖွင့်ခြင်းလားရင်ဖွင့်ပါစေတယောက်တည်းတော့မျိုးသိမ့်ထားခိုင်းပါနဲ့သူ့ကိုအကယ်၍သူပြောခြင်းလာတယ်ဆိုရဲအမှုရလို့ရှိရင်ပြောလိုက်ပါငါတို့နားထောင်ဖို့အစဉ်သင်းရှိတယ်အဲ့တော့မင်းငါတို့ကခူးချင်းစားတယ်အဲ့တော့သူ့စိတ်ထဲမှာကိုနဲ့ကိုပြောဖို့တော့ပေါ့နော်အစဉ်သင်းဖြစ်လာပြီလို့ကိုခံစားရတယ်ဆိုရင်သူ့ပြောဖို့ပြောခြင်းလာအောင်လို့ကိုအလန့်ဖွင့်ပေးပါဒါမှမပြောခြင်းလာဘူးဆိုလဲပြောဖို့အတင်းအကျပ် ဖိအားမပေးပါနဲ့ဒါတွေအရေးကြီးရပေါ့နော်ဒါကြောင့်မို့အမအနေနဲ့ကတော့ဒီပရမအုံဆုံးလုပ်ပေးရမယ့်အလုပ်ဒီ PFA လို့အမကတော့ပြောချင်ပါတယ်ဒီမှာဟုတ်ဒီကာလမှာဖြစ်များတဲ့ပြဿနာကဒီ secondary stress trauma လို့ခေါ်ရပါတော့เนาะအာတစ်ဆင့်ဖြစ်တဲ့စိတ်သောကဝေဒနာပေါ့เนาะဆိုတော့ခုနညမပြောသေးဘူးဒီကာလမှာကိုယ်တိုင်ငလင်တဲ့ပြည်သူမဟုတ်ဘူးအဲကိုယ့်မိသားစုလည်းမပါပါဘူးအာနောက်ပြီးတော့လို့ကိုယ့်အသိမိတ်ဆွေတွေကလည်းဒီထဲမှာတော့မရှိဘူးဒါပေမဲ့ ကိုကိုရာကတော့ဒီငလင်တန်လေးကိုအဆုံဖြားကြုံလိုက်တာမျိုးရှိနိုင်တယ်နောက်တစ်ခါဟိုဒီသတင်းတွေပေါ့နော်အခုတက်နေတဲ့သတင်းတွေကိုပေါ့နော်ဒါဖတ်ရှုရဲဗီဒီယိုဖိုင်တွေကိုကြည့်ရဲပြီးတော့ဒီဗီဒီယိုဖိုင်ကြည့်တာအချိန်တွေရမ်းများလာတယ်ဒီသတင်းတွေပဲအဲဒါတွေကိုပဲကိုကထက်ကထက်ကဖတ်ဖတ်နေတဲ့အခါမှာစိတ်ကဘာဖြစ်လာလဲဆိုတော့ compassion fatigue လို့ခေါ်တဲ့သူတို့အပေါ်မှာစာနာတနာစိတ်ကြောင့်ဖြစ်လာတဲ့ပူပန်စိတ် ဆိုတဲ့ဟာမျိုးလေးတွေလည်းဖြစ်လာတယ်။အဲ့ဒါဘလို့လဲဆိုတော့ဥပမာဒီပိမိနေရဲသူကအေးငါမေဆိုရင်ဒုက္ခပဲ။ကိုယ့်ရဲ့အဲ့ဒီအတွေးတွေကြောင့်ပဲအမတို့ကဒီ compassion fatigue တွေဖြစ်ပြီးတော့လူတွေကခုနလိုပေါ့နော်။ကိုယ်တိုင်ဒီငလင်းနဲ့မခံရပါပဲ။လမ်းပြောက်သွားသလိုဖြစ်ပြီးဘာမှစက်မလုံးချင်မကင်ရင်တော့နောက် trauma တစ်ခုအနေနဲ့ဆိုရင်ဟိုကွန်ဒိုမနေရမှာကြောက်လာတယ်။အထက်မြင့်မှာနေရသူဆိုရင်ညာဘက်အိတ်လို့ရှင်တော့မှာ အာဒါကလည်းအမော်စိတ်ပညာကိုခေါ်ရတော့ရှိရပေါ့နော်နည်းနည်းလေးရှုပ်ထွေးတော့အမှမပြောတော့ဘူးဆိုတော့အဲ့နေနဲ့ငလင်လှုပ်နေရလို့ကိုခံစားနေရတာမျိုးတကယ်တော့လှုပ်တာတော့မဟုတ်ဘူးဒါပေမဲ့ကိုစိတ်ထဲမှာငလင်လှုပ်သွားတာလားမသိဘူးဆိုပြီးတော့တကယ်ကိုစိတ် မလုံးမချုံနဲ့ဒါခုနကပြောဆိုငလင်တန်တဲ့တဲ့ဒေသကလူတွေတော့မဟုတ်ပဲနဲ့အမတို့လိုဒီကိုယ်တိုင်ငလင်တန်တော့မသိဘူးဒါပေမဲ့ဒီသတင်းတွေကိုဖတ်နေတဲ့လူတွေမှာတော့မှဒီခံစားမှုမျိုးတွေကဖြစ်လာကြတယ်အာကိုကကိုစိတ်ကိုပြန်ပြီးတော့ ဟို remind ပေးရမှာပေါ့နော်အော်ဒါငါထင်နေတာဒါတကယ်မဟုတ်ဘူးအဖြစ်ပြန်ရှာမှာအော်ငါခုနဒါဒီသတင်းတွေအရန်ဖတ်လို့ငါစိတ်တွေကဒါထင်အောင်ထင်မှာဖြစ်လာတာပေါ့နော်အဲဒါကြောင့်မို့လို့လို့ဖြစ်တာဆိုပြီးတော့ကိုကိုကိုပြန်လဲပြီးတော့တတိပြန်ကောက်အောင်ကိုကိုရိုင်းကိုစိတ်ကိုကို remind ပေးတဲ့ပုံစံပေါ့เนาะဒါအမားတို့ကတော့အမနာ therapy နည်းနည်းပြောဆို therapy နည်းမယ်ရောရှိရပေါ့ဆိုတော့အဲ့လိုမျိုး remind ပေးပြီးတော့ကိုစိတ်ကိုကိုပြန်လဲပြီးတော့အမှန်တိုင်းပြန်မြောင်လုပ်လို့ရတယ် depression နဲ့ဝင်မယ်နောက်ခါဒီ PTSD ရဲ့စိုးကျိုးအနေနဲ့ပေါ့နော်နောက်ပိုင်းမှာသူစိတ်ခံစားမှုအရင် shop ဖြစ်လာပြီးတော့ဘလို့ပဲဖြစ်ဖြစ်ပြည့်ရတခုလောက်ကလေးကိုရန်ဆက်ဆက်တွေဖြစ်လာတာမျိုးတွေပေါ့နော်အလိုတွေကိုစိတ်ခံစားမှုများပြီးဒေါသထွက်လာတာတွေရန်လိုနေတာတွေပြဿနာဖြစ်ရှင်းနိုင်စွမ်းလျော့လာတယ်ဆက်သဖြင့်အဲ့ဒီ impact မျိုးတွေရလာမှာဖြစ်တယ်ပေါ့နော်ညီမတွေအကြမ်းမြင်နေပြင်းဆင်မှတွေရဟောလိုက်တဲ့ဘာတွေထပ်ဖြစ်တော့မှာတို့ဆိုရဲဟာတွေကိုဖတ်ပြီးတော့လူတွေကအာသတိပြုကြပါရှင်ဆိုပြီးတော့ caption တွေနဲ့တင်လိုက်တဲ့အခါမှာ အတင်းတစ်ယောက်ကအော်ဒါလဲ share ရမှာပဲတိအောင်ဆိုပြီးတော့ share ရမှာပဲဆိုတဲ့အခါကျတော့ဒါမျိုးတွေကိုရှောက်ရှောက် share share နေတာအလုံးဒီလူလူတရက်လုံးကမဖြစ်လာလဲဆိုတော့ခုနကကျွန်မပြောခဲ့တယ်လို့ပေါ့နော်ဟိုအလုံးကဒီ negative energy တွေကို transfer လုပ်တယ်လို့ဖြစ်လာတယ်ပေါ့နော်ဆိုရင်တော့ကရဲစိတ်ကကြမလာဘူးဆိုရင်စိတ်ကပူပြီးတော့ကြီးလာတယ်ဒီမှာတို့အလောက်ထိအဲတို့မှာဟိုမှာအလောက်ထိဖြစ်နေတာဘာမှလည်းကိုယ်တိုင်ကိုယ်ကျတော့မကူနိုင်ဘူးဘာမှလည်းမလုပ်ဝေးနိုင်ဘူးဆိုပြီးတော့ ဟိုစိတ်မသက်မသာအရင်ဖြစ်ကြတဲ့တချို့တွေလည်းရှိရပါတော့။အဓိကကိုဒီကိုယုံကြည်ကိုယ်ခဲ့တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ပေါ့နော်။ဘာသာရေးလုပ်ငန်းလေးတွေကိုအဓိကပိုလုပ်ဖို့နောက်တစ်ခွကျတော့အာဒီ mindfulness လောက်တာမျိုးဒီ meditate လောက်တာမျိုးလေးတွေကိုပိုလုပ်ချင်ပြန်တာစိတ်ရဲ့ဒီအင်းငင်းချမ်းမဲ့အရာလေးတွေကိုလှုပ်ဆောင်တင်နေလို့တော့တကယ်အကြံပြုချင်ပါတယ်ဟုတ်။